အဲ့ဒီမတည်ငြိမ်မှုတွေနဲ့စုတ်ခွစ်ကြီးကမြန်မာကစခဲ့တယ်လို့တောင်ပြောလို့ရပါတယ်ဒီနေရာမှာနားလည်မှုလွဲဖို့ကကျွန်တော်တို့မြန်မာကြောင့်ဖြစ်တယ်လို့ပြောတာမဟုတ်ပါဘူးမြန်မာရဲ့အခြေအနေကရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ပွဲလို့ဒီကနေ့ကမ္ဘာအခြေအနေကိုပုံဖော်ခဲ့တာမဟုတ်ပါဘူးအမေရိကန်မှာဆို2020ရွေးကောက်ပွဲမှာဒီမိုကရက်ပါတီအနိုင်ရပြီးဂျိုးဘိုင်နဲ့အဆိုရတက်လာခဲ့ပါတယ်နိုင်ငံအားလုံးလည်း ိုဗစ်အလွန် new normal အခြေအနေနဲ့ပုံမှန်ပြန်ရောက်လာဖို့ကြိုးစားနေတဲ့ကာလတစ်ခုပါအချိန်ကာလအရပြောရမယ်ဆိုရင်ကိုဗစ်အပြီး2021မှာကမ္ဘာ့ရဲ့နိုင်ငံရေးအခြေအနေက ပုံမှန်အခြေအနေတစ်ခုလို့ဆိုရမှာပါဒါပေမဲ့တည်ငြိမ်နေတဲ့ကျွန်တော်တို့နိုင်ငံကိုစစ်တပ်က2021 February 1ရက်နေ့မှာအာဏာသိမ်းလိုက်တဲ့အခါမှာမြန်မာဟာအာရှမှာသာမကကမ္ဘာမှာပါပထမဆုံးပဋိပက္ခဆက်ဖြစ်တဲ့နိုင်ငံတစ်ခု ဖြစ်သွားခဲ့ပါတယ် မြန်မာရဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့စစ်တပ်ကိုတနိုင်ငံလုံးတော်လှန်တဲ့စစ်ပွဲကကမ္ဘာစနစ်ပုံစံကိုတက်ရောက်မှုရှိပြီးပြောင်းလဲစေခဲ့တာမဟုတ်ပါဘူးဒီနေ့ခေတ်ကမ္ဘာရဲ့မတည်ငြိမ်မှုနဲ့ဒီမိုကရေစီစုပ်ယုပ်မှုဟာအချိန်ကာလအရပြောရရင်ကျွန်တော်နိုင်ငံကစတင်ခဲ့တယ်လို့ပြောရင်မှန်ပါပါအဲ့ဒီအချိန်ကစပြီးကမ္ဘာအရရဲ့မှာပဋိပက္ခတွေပိုများပြီးစစ်ပွဲတွေလည်းတိုးလာတာတွေ့ရပါတယ်နောက်တစ်နှစ်ကြာ2022 ဖေဖော်ဝါရီမှာရုရှားကယူကရိန်းကိုကျူးကျော်စစ်စတင်ခဲ့ပါတယ်။ဒီနှစ်2025ဆိုရင်မတည်ငြိမ်မှုနဲ့စစ်ပွဲတွေပိုများလာပြီးကမ္ဘာရဲ့နေရာအနှံ့မှာသွေးစွန်းတဲ့နှဲလို့ပြောနိုင်ပါတယ်။